ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါလို့တရားတော်မှာလို့ပြောလို့ရှိရင်အဲ့ဒါဘာဒိဋ္ဌိလဲမှားလိုက်လေချင်းတက်တဲ့ကောင်အောင်မှားကဲသွားပြီမလားအဲ့ဒါပဲတရားတော်မှာအပေါင်းသူတော်ကောင်းတို့တက်တဲ့ကောင်အောင်မှားနေတာကြီးအဲ့ဒါပဲဒါကြောင့်စဉ်းစားတယ်ငါတရားသိရအောင်မလားမသိရအောင်လားလို့စဉ်းစားလိုက်တော့ဒါလေးကိုပြောကျင်သေးတာအဲ့ဒါပဲတရားတော်မှာအပေါင်းသူတော်ကောင်းတို့တရားတော်မှာတို့ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါ နော်ရှိတယ်ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါလို့ပြောလို့ရှိရင်အဲ့လိုမြင်လို့ရှိရင်တက္ကရာဒိဋ္ဌိလို့တက္ကရာမတွေကမူနာမပြောလိုက်ဘူးလားအဲ့ဒါလုံးဝမှားတယ်ဒီလိုဆိုရင်မမမကိုဦးစင်းပြောပြမယ်နော်ကဲတက္ကရာမအပေါင်းသူတော်ကောင်းတို့ကဲတက္ကရာမအပေါင်းသူတော်ကောင်းတို့ကိုမေးမယ်ဝိပဿနာရဲ့သဘောတရားအရာဘုန်းကြီးဆိုတာရှိလားသံဃာရှိလား ဖရားရောရှိလားဘာရှိလဲယုံနဲ့နံမဟုတ်ဘူးလားဒီလိုဆိုရင်တရားဓမ္မပေါင်းသူတော်ကောင်းတို့တရားဓမ္မတို့ဖရားလို့မြင်တရားလို့မြင်တန်ခါဘုန်းကြီးမြင်တရားဓမ္မတို့ဒိဋ္ဌိဖြစ်ပြီပေါ့လို့ဆို